အားလုံးပဲမင်္ဂလာပါ Daily Technology မှ ကြိုဆိုပါရစေ။မိမိတို့မသုံးကျင်တော့တဲ့ Facebook အကောင့်ကိုအပြီးပိုင်းဖြတ်တဲ့နည်းကို ပြောပြမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်မသုံးကျင်တော့တဲ့ Facebook အကောင့်ထဲကိုဝင်လိုက်ပါမယ်။ဝင်ပြီးွားပြီဆိုလို့ချင်းကျွန်တို့ဒီအပေါ်နားမှာရှိတဲ့ profile လေးကိုတစ်ချက်နှိပ်ပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ setting မှာတစ်ချက်နှိပ်ပေးပါမယ် စတီကိုနှိပ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာစီမွန်အင်အကောက်စင်တာဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပါမယ်နှိပ်ပြီးွားပြီဆိုလို့ရှိရင်အပေါ်လေးကိုနည်းနည်းလေးဆွဲတင်လိုက်ပါပြီးွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ personal daily ဆိုတာကိုတစ်ချက်နှိပ်ပေးပါမယ်ပြန်တော့ကျတို့ဒီကဒီ account ownership control ဆိုတာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးရင်ကျတို့ကယာယီ ပိတ်ထားမှာဆိုလို့ရှင်ကျွန်တော်တို့ဒီအပေါ်အကောင်ကိုရွေးချယ်ရမှာဖြစ်ပါတယ်နော်အဲ့တော့အပီးပိုင်ဖြတ်မှာဆိုလို့ရှင်တော့ကျွန်တော်တို့တွေကဒီအောက်ကကောင်ကိုရွေးချယ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအောက်ကကောင်ကိုရွေးချယ်ပါမယ်ပြီးရင်ကျွန်တော်တို့တွေကဒီမှာကိုယ့်ရဲ့ profile name ပေါ့နော် profile name ကိုရွေးပြရမှာဖြစ်ပါတယ်အဲ့တော့ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကဒီနေရာမှာ အကောက်ကိုအပြီးဖြတ်မှာဖြစ်တဲ့အတွက်အောက်ကားကောင်ကိုထပ်ပြီးတော့ရွေးပေးပါမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ continue ကိုနှိပ်ပေးပါမယ်ပြီးရင်တော့ continue ကိုဆက်ပြီးတော့နှိပ်ပေးပါမယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့တွေကအကြောင်းအရာတစ်ခုခုကိုရွေးပေးရမှာဖြစ်ပါတယ်နော်အဲ့တော့အောက်ဆုံးအကောင်ကိုကျွန်တော်ရွေးချယ်လိုက်ပါတယ်ရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်ကျုပ်တို့ဒီမှာ continue ကိုဆက်ပြီးတော့နှိပ်ပြီးပါပြီးလို့ရှိရင် continue ကိုဆက်နှိပ်ပါအဲ့တော့ ဒီလိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တွေက data တွေ download ဆွဲခြင်းလဲဆိုလို့ရှိရင်ဒီမှာ download ဆွဲထားလို့ရပါတယ်အဲ့တော့ download ဆွဲခြင်းလဲဆိုလို့ရှိရင်ဒီမှာ download info ဒီမှာနှိပ်ပြီးတော့ကျွန်တော်တွေကကိုဆွဲမဲ့ data တွေကို download ဆွဲပါအဲ့တော့အကယ်၍ကိုကမဆွဲတော့ဘူးဆိုလို့ရှိရင် download မဆွဲတော့ဘူးဆိုလို့ရှိရင် continue ကိုထပ်ပြီးတော့နှိပ်ပြီးပါပြီးရင်ကျွန်တော်တွေက password ထည့်ပြရမှာဖြစ်ပါတယ် ပြီးရင်တော့ကျွန်တော်တွေ continue ကိုဆက်ပြီးတော့နှိပ်ပြလိုက်ပါအဲ့တော့ password မှားနေတာဖြစ်တဲ့အတွက်ကျွန်တော်တွေပြန်ပြီးတော့ထည့်ပြပါပြီးရင်တော့ continue ကိုဆက်ပြီးတော့နှိပ်ပြပါဒါဆိုလို့ရှိရင်ဒီအထိရောက်သွားပါပြီ delete account ဆိုတာကိုနောက်ဆုံးနှိပ်ဖို့ပဲကြံပါတော့တယ်အဲ့တော့ကျွန်တော်တို့ဒီမှာ delete account ဆိုတာလေးကိုပြန်ပြီးတော့နောက်တစ်ကြိမ်ထပ်နှိပ်ပေးလိုက်ပါ။ အဲ့တော့သူကရက်30အတွင်းမှာ ကျတို့ဒီအကောက်ကို ပြန်မဝင်ဘူးဆိုလို့ချင်းဒီအကောက်ကအပြီးပိုင်းပြတ်သွားမှာဖြစ်ပါတယ်အဲ့တော့ရက်30မှာကျတို့တွေပြန်ပြီးတော့ဝင်ခဲ့တယ်ဆိုလို့ချင်းโอเคထပ်နှိပ်ပြီပါရက်30အတွင်းမှာကျတို့တွေကဒီအကောက်ထဲကိုပြန်ဝင်ခဲ့တယ်ဆိုလို့ချင်းကျတို့ဒီအကောက်ကပြတ်မှာမဟုတ်ပါဘူးအဲ့ဒါလေးကိုလည်းတည်ထားဖို့လိုပါတယ်ခင်ဗျာ ။ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ချုပ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကလူကြီးမင်းတို့အတွက်အကျိုးတစုံတရာရှိတယ်ဆိုလို့ရှင်ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ပေးတာပါကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အပေါ်နာကခေါင်းတော်လေးကိုလည်း on ပေးထားဖို့မမေ့ပါနဲ့ခင်ဗျာကျေးဇူးတင်ပါတယ်